လင်းယူရခြင်းအကြောင်းတနေ့တွင်မြီးဖြစ်သူကအဖွားဖြစ်သူထံရောက်လာသည်မြီးလေဘာဖြစ်လာသလဲညနာလည်းမကောင်းပါလားဖွားဖွားဖေဖေနဲ့မေမေကသမီးကိုယောက်ျားပေးစားတော့မလို့တဲ့အဲ့ဒီတော့သမီးမယောက်ျားမလို့ခြင်းသေးတာ တမီးအသက်ဘယ်လောက်ရှိပြီလဲ30ကျော်ပြီဘွားဘွားဩဘာလို့လို့ ਨੇ ငါမီးလေးတောင်အပြိုကြီးဖြစ်နေပါဗောလားမီးလေးရဲ့အိမ်အောင်ပြုတ်ဖို့အချိန်တန်ပါပြီတမီးမှလင်းမလို့ခြင်းသေးတာတမီးကပညာတတ်တယ်လွတ်လွတ်လပ်လပ်နေခြင်း ਨੇ တမီးအလုံးနဲ့တမီးဘာမှပူစရာလည်းမလိုဘူးအဲ့ဒါဘာဖြစ်လို့လင်းယူရမှာလဲဘွားဘွားရဲ့တမီးလင်းမလို့ခြင်းသေးဘူး အဲ့ဒါဖွားဖွားပဲအင်းကိုလာပြောပြီးအောင်ညီလေးဘွားကဘာမှလိုလေသေးမရှိကြီးပြင်းလာရတာဒါပေမဲ့သမီးထင်တယ်လို့ဘွားဆိုတာကြီးကဒီတိုင်းမသွားဘူးသမီးတနေ့မှာ အလှည့်အပြောင်းတွေမထင်မှတ်တာတွေဖြစ်လာနိုင်တယ်ဥပမာကွယ်သမီးအဖေနဲ့အမေသေးသွားရင်လို့သမီးတွေးကြည့်ဘူးသလားဟွန်းအင်းအခုချိန်မှာအရာရာကိုဖြည့်ဆည်းပေးနေတဲ့သမီးမိဘတွေကရှိနေတော့ တမိမဘာမှမလိုဘူးပေါ့အေးတနေ့သူတို့မရှိတော့တဲ့တစ်ချိန်ကြရင်တမိဘွားထင်းတလို့မဖြစ်နိုင်တော့ဘူးတမိမစိတ်ကောက်စရာလွယ်ဆိုးဆိုးစရာချွဲစရာနှဲ့စရာမရှိတော့တဲ့နေ့မှာတမိဘာဖြစ်မယ်ထင်တယ်လေတမိတကားမှမတွေးဘူးအပြိုကြီးဘွားနဲ့ဟိုဟာလဲအလိုမကျဒီဟာလဲအလိုမကျကို့မှာအော်စရာငေါ့စရာကလည်းမရှိစိတ်ဆိုးပြလို့တောင ကိုကိုလာချော့မဲ့သူတယောက်မှမရှိတဲ့ဘဝဆိုတာဘလောက်ခံပြင်းဒေါသထွက်စရာဆိုတာတွေးမိရဲ့လားသမီးမတွေးမိဘူးဖွားဘွားအေးကိုဒေါသထွက်ရင်အောက်ကွဲစရာကို့အနာမှာတယောက်ယောက်ရှိဖို့လိုတယ်ကွအဲ့ဒါသမီးကိုချစ်တဲ့သူတယောက်ကလွဲပြီးသမီးကိုဘယ်သူကမှတီးခတ်နိုင်မှာမဟုတ်ဘူးစိတ်ဆိုးဆိုးဒေါသထွက်ထွက်ဖွားဘွားတို့အနာမှာတယောက်ယောက်ရှိနေဖို့လူတယောက်လိုတယ်အဲ့ဒီလူဟာ ကိုကိုနားလေတဲ့သူပဲဖြစ်ရမယ်။ကိုကချစ်ချင်တဲ့အခါကိုကအချစ်ခံချင်တဲ့အခါလဲကို့အနာမှာတယောက်ယောက်ရှိနေဖို့လိုတယ်။အဲ့ဒီလူဟာလဲကိုကိုနားလေနိုင်တဲ့ကိုကိုချစ်တဲ့သူပဲဖြစ်ရမယ်။သမီးကလင်းဆိုတာကိုလိုတဲ့အချိန်မှာထရှာလို့ရတာများထင်နေသလား။လိုမှဈေးမှသွားဝယ်လို့ရတာမျိုးလို့ရောထင်နေသလား။ဒီလိုပဲပေါင်းကြည့်ရင်တယောက်ကိုတယောက်နားလေပြီးတော့ဘဝကိုတိဆောက်ကြရတာသမီးရဲ့ ဒါဆိုဖွားဖွားရောဖိုးဖိုးကိုအဲ့ဒါကြောင့်ယူခဲ့တာပေါ့အေးပေါ့ကွယ်ဒါဆိုဖိုးဖိုးကဖွားဖွားကိုတသက်လုံးတီးခံခဲ့တာပေါ့နော်မှန်တာပေါ့ဖွားဖွားတသက်လုံးစိတ်တိုင်းမကြသမျှဘေးကနေပြောသမျှနားထောင်ပေးပြီးစိတ်ရှည်ပေးတဲ့လူဆိုလို့သူတယောက်ပဲရှိတာဖွားဖွားပြောမိလဲအဲ့လိုလူမျိုးတယောက်လောက်တော့လိုသလားပဲလို့ ကျင်းတည်လိုတာပေါ့ကွယ်ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်ကို ACE Original ရဲ့ Facebook YouTube Spotify Apple Podcast ရဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ် အခုလိုအဖိုးတန်စာပေများကိုမေတ္တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ယင်အေးရပေါ့ကတ်ကို AC Studio မှဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမေတ္တာကိုအရင်ခံတဲ့နေ့စဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။